မင်္ဂလာပါရှင် People's Free ရဲ့ညနေခင်းသတင်းစီစဉ်ပါဒီနေ့မတ်လ25ရက်နေ့အတွက်တင်ဆက်ပေးမှာကတော့စစ်ကောင်စီနဲ့ဆွေးနွေးတာမရှိကြောင်း KIA အတည်ပြုပါတယ်ပြည်တွင်းရွှေဈေးကအခောက်ရွှေတစ်ချပ်သားကျပ်သိန်း80နာကတ်လာနေပါပြီရေးတဝယ်လမ်းပိုင်းမှာစစ်ကောင်စီတပ်ကိုကြားဖြတ်တိုက်ခိုက်ပြီးလက်နက်တချို့သိမ်းနိုင်လိုက်ပါတယ်ဒီသတင်းတွေနဲ့အတူလောက်သားအခွင့်အရေးတိုင်ကြားသူတချို့ကိုစစ်မှုထမ်းစရင်ထည့်သွင်းခံရမယ်လို့ချိန်ချောက်တဲ့သတင်းကိုလည်းနားဆင်ရမှာပါ ကချင်လွတ်လပ်ရေးအဖွဲ့ KIO KRA နဲ့စစ်ကောင်စီတို့တွေးဆောင်ဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းကမှန်ကန်မှုမရှိဘူးလို့ KIO KRA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူးကအတည်ပြုပြောဆိုပါရယ် KIO နဲ့စစ်ကောင်စီတို့မတ်လ23ရက်ကတရုတ်နိုင်ငံကုမင်းမြို့မှာတွေးဆောင်ဆွေးနွေးခဲ့ကြောင်းလူမှုကွန်ရက်မှာရေးသားဖော်ပြမှုတွေနဲ့ပတ်သက်လို့ဘုံမူကြီးနော်ဘူးကအခုလိုတုံ့ပြန်လာတာပါမှန်ကန်မှုမရှိတွေးဆောင်ခြင်းလည်းမရှိလို့ဘုံမူကြီးနော်ဘူးကဒီနေ့မနက်ပိုင်းမှာ People Spring ကိုပြောပါရယ် KIA ဟာလက်ရှိမှာကချင်ပြည်နယ်ဒုတိယမြို့တော်ဗမော်မြို့သိန်းစစ်စင်ရေးဆောင်ရွက်နေသလိုစစ်ကောင်စီဘက်ကလည်းမြစ်ကြီးနားဝိုင်းမော်တနိုင်းဖကန်နဲ့ပူတာအိုဒေသတွေမှာစစ်ရေးလှုပ်ရှားတာစစ်အင်အားဖြည့်တင်းတာတွေနဲ့စစ်သားစုဆောင်းတာတွေလှုပ်ဆောင်နေပါတယ် KIO KIA ကပြီးခဲ့တဲ့တစ်နှစ်ကျော်အတွင်းစစ်ကောင်စီတပ်စခန်းကြီးငယ်250ကျော်နဲ့မြို့တွေကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးဗမော်မြို့ကစစ်ကောင်စီတပ်ရဲ့အရေးပါတဲ့အမြောက်တပ်တင့်ကားတပ်တန်ချက်ကားတပ် ခြေလင်တက်တချို့နဲ့စစ်ကောင်စီတက်ဆွဲရနေရအများပြားကိုသိမ့်ပိုက်ထားပါတယ်။ KIA ဟာဗမော်မျိုးကအမှတ်27စစ်စင်ရေးကိုကယ်မှုဌာနချုပ်ကိုအပိသက်သိမ်းနိုင်ရေးချုပ်ပတ်နေပြီးအဲ့ဒီစစ်ဌာနချုပ်ရဲ့ကာကင်းစခန်းအများစုကိုလည်းသိမ်းထားတယ်လို့စစ်ရေးသတင်းရှင်းမြစ်တွေကအသိပေးပါတယ်။တရုတ်အစိုးရဟာ KIA ကိုစစ်ကောင်စီနဲ့အပြစ်ရပ်ဖို့ဖိအားပေးမှုတွေရှိနေတယ်လို့ကိုကန့်တက် MNDAA တအန်းတမတော် TNLA နဲ့စစ်ကောင်စီတို့ကြားဆွေးနွေးပွဲတွေဖြစ်မြောက်အောင်စီစဉ်ပေးခဲ့ပါတယ်ရှင်။ ပြည်တွင်းရွှေဈေးကွက်မှာအခောက်ရွှေတစ်ချက်သာ7.80နာကလာကြောင်းရွှေအယောင်းဝယ်ဈေးကွက်ကနေစုံစမ်းသိရပါဗျ။ဒီနေ့မတ်လ25ရက်မနက်ပိုင်းကပြင်ပရွှေအယောင်းဝယ်ဈေးကွက်အတွင်းအခောက်ရွှေ16ပဲရေအဖွင့်ဈေးတက်မှာအဝယ်ကျပ်69သိန်း2000နဲ့အယောင်းကျပ်68သိန်း5000ရှိခဲ့တာဖြစ်ပါတယ်။မတ်လဒုတိယပတ်ကစလို့ကမ္ဘာရွှေဈေးဟာတအောင်စာဒေါ်လာ3000ကျော်နဲ့စံချိန်တင်မြင့်တက်ခဲ့ပြီးနောက်ပြည်တွင်းရွှေဈေးမှာလည်းကျပ်65သိန်းဝန်းကျင်ကနေ ကြက်သိန်း80နာအထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုတက်နေတာကပြည်တွင်းနိုင်ငံရေးအခြေအနေနဲ့တိတ်မဆိုင်ပဲကမ္ဘာရွှေဈေးကြောင့်ဖြစ်ပြီးအဝယ်အယောင်မှမားဖို့လိုတယ်လို့ပြည်တွင်းရွှေဈေးကွက်မှာအယောင်အဝယ်ပြုလုပ်နေသူတဦးကသုံးသပ်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ကြက်ငွေတန်ဖိုးကျဆင်းမှုနဲ့အတူရွှေဈေးလည်းစံချိန်တင်မြင့်တက်ခဲ့ပါတယ်။စံချိန်တင်ဈေးအနေနဲ့ပြီးခဲ့တဲ့နှစ်ဩဂတ်လကအခောက်ရွှေတစ်ချပ်သားကိုကျပ်သိန်း80ကျော်အထိဖြစ်ခဲ့မှုပါတယ်ရှင်။ တနင်္သာရီတိုင်းရေပြူမြို့နယ်ရေးတဝဲလမ်းပိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ပြီး RPG အပါဝင်တနက်၅လက်သိမ်းနိုင်ခဲ့တယ်လို့တဝဲအမျိုးသားလူမျိုးရေးတပ်တော် DNLA ရဲ့ဒူရကစစ်ကြောင်းတာဝန်ရှိသူတဦးပြောပါတယ်။မနေ့ကမနက်၉နာရီလောက်ကရေပြူမြို့နယ်ညှင်းထွေးရွာနဲ့ကြောက်ကညာရွာကြားရေးတဝဲအမှတ်ရှိပြည်တော်စုလမ်းပိုင်းမှာလမ်းကင်းထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်ချိန်၂နာရီလောက်ကြာခဲ့ပြီး စစ်ကောင်စီတပ်အင်အားက150နဲ့200ဝန်းကျင်လောက်ရှိတယ်လို့ဒူရကစစ်ကြောင်းတာဝန်ရှိသူတဦးက People Spring ကိုပြောပါတယ်။ဂျာပြန်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဘက်ကဗိုလ်မှူးတဦးအပါအဝင်အယောက်20ထပ်မံနေတိဆုံပြီးအများအပြားဒဏ်ရာရသွားတယ်လို့ဒူရကစစ်ကြောင်းကအသိပေးပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးပစ်ကူအများအပြားပေးခဲ့တဲ့အပြင်ဆက်တက်လေဒီပါရာမော်တာတစည်းနဲ့လေချောင်းကနေပြစ်ကူပေးခဲ့တယ်လို့ဖော်ပြပါရယ်စစ်ကောင်စီတပ်ရဲ့ထိခိုက်သိမ်းဆုံးမှုနဲ့ပတ်သက်လို့ People's Spring ကတည်ကြအတည်ပြုနိုင်ခြင်းမရှိသေးပေမဲ့ဒူရဂစစ်ကြောင်းကထုတ်ပြန်ခဲ့တဲ့ရုပ်သံမှတ်တမ်းအရစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လမ်းဘေးမှာလဲကျနေတာကိုတွေ့ရပါတယ်။နောက်ပြီးစစ်ကောင်စီတပ်စီကနေ RPG 7တလက် MA4 တလက် MA3 တလက် MA1 နှစ်လက်နဲ့ဆက်ဆက်ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ဒူရဂစစ်ကြောင်းကအတည်ပြုပါတယ်။ဒီတက်ခိုက်ခံရမှုဖြစ်စဉ်ပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေဟာရေဖြူမျိုးဘက်ပြန်လဲဆုတ်ခွာသွားပါတယ်။တပ်ပွဲဖော်ဆောင်ခဲ့တဲ့နေရာကတော့ မြို့ဧရိယာနဲ့မှလန်းမှကန်းမှာတည်ရှိတယ်လို့ဒူရကစစ်ကြောင်းတာဝန်ရှိသူကရှင်းပြပါတယ်ရှင်။ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ကတရုတ်နိုင်ငံသားပိုင်မိုးကချုပ်ဆက်ယုံမှာအလုတ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတိုင်ကြားသူလောက်သား၈ဦးဖမ်းဆီးခံရပြီးစစ်မှုထမ်းစရင်ထည့်သွင်းမယ်လို့ချင်းကြောက်ခံရရကြောင်းသွေးစည်းညင်ညွတ်သောတမကများဖွဲ့ချုပ် STEM ကပြောပါတယ်။အဲ့ဒီဆက်ယုံဟာရွှေပြည်သာမြို့နယ်ဝါတရာဆက်မှုဆောင်မှာရှိတဲ့မြန်မာရှိုင်းလုံးမိုးကချုပ်ဆက်ယုံဖြစ်ပါတယ်။ အဲ့ဒီမိုးကဆက်ယုံရဲ့အလုတ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတိုင်ကြားတဲ့အလုတ်သမားတွေကိုမနေ့ည10နာရီခွဲလောက်မှာဝါတရချေးရွာအုပ်ချုပ်ရေးမှုအပါအဝင်လှော်ကားစခန်းကရဲတွေနဲ့မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ဝင်တွေလာရောက်ဖမ်းဆီးသွားခဲ့တာလို့သိရပါတယ်။ဖမ်းခံရတဲ့အလုတ်သမားတွေကိုခိုးမှုမှာပါဝင်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ရက်ွက်ရုံကိုခေါ်ဆောင်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီနောက်ဖမ်းခံရတဲ့အလုတ်သမား၈ယောက်ကိုစစ်ရုံတွင် ပြည်တနာတွေပြင်ပအဖွဲ့အစည်းစီမတိုင်ကြားဖို့နဲ့ မလိုက်နိုင်ရင်အခုအပတ်စဉ်မှာစစ်မှုထမ်းခေါ်မယ်စရင်ထဲထည့်သွင်းမယ်လို့ဝါတရားအုပ်ချုပ်ရေးမှူးကချင်းချောက်ခဲ့တဲ့အကြောင်းစတမ်တာဝန်ရှိသူကပြောပါတယ်ဒီလိုချင်းချောက်ပြီးတဲ့နောက်မှာတော့ရက်ွက်ယုံကပြန်လွတ်ပေးလိုက်တယ်လို့သိရတာပါစက်ယုံမှာအလုသမားတွေကို အလုခန့်ထားမှုဆိုင်ရာချုပ်ဆိုပေးဖို့ဖူလုံရင်းငွေထဲဝင်ကြီးကောက်ခံဖို့အလုပိတ်ရက်တွေမှာအလုလုရရင်အချင်းဘိုကြီး OT ပေးဖို့အလုသမားတွေကတောင်းဆိုခဲ့ကြတာလို့သိရပါတယ်ရှင် People Spring ရဲ့ညနေခင်းသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင် င်္ဂလာပါရှင်မတ်လ25ရက်နေ့အတွက်တင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကတော့ယူကရိန်းစစ်ပွဲရပ်ဆိုင်ရေးမှာ UN ပါဝင်လာနိုင်ခြေကို အမေရိကန်နဲ့ရုရှားဆွေးနွေးတဲ့အကြောင်းထိုင်းမှာလေးလာရေးအကြောင်းကမီးလောင်ခဲ့ပေမဲ့လိုက်ပါလာသူတွေဘေးကင်းတဲ့သတင်းဆိုးမြို့မှာမြေကျွန်းကြိုက်တဲ့ပြုတ်ကျသွားတဲ့တောင်ကိုရီးယားအမျိုးသားတေဆုံးတဲ့ဖြစ်စဉ်ဒီသတင်းတွေနားဆင်ရမှာပါယူကရိန်းစစ်ပွဲရပ်ဆိုင်ရေးဆွေးနွေးမှုတွေမှာ ကုလသမဂ္ဂ UN ပါဝင်လာနိုင်ခြေကိုအမေရိကန်နဲ့ရုရှားတို့ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရပါဗျ။အမေရိကန်နဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ဟာစစ်ပွဲရပ်ဆိုင်ရေးဆိုင်ရာညှိနှိုင်းမှုတွေကိုမတ်လ24ရက်နေ့တုန်းကဆော်ဒီအာရေဗျနိုင်ငံမှာပြုလုပ်ခဲ့ပါဗျ။အဲ့ဒီဆွေးနွေးမှုကယူကရိန်းတနိုင်ငံလုံးအတိုင်းအတာနဲ့အပြစ်ခတ်ရေးဆက်ရေးဆိုတာမျိုးထက်ဧရိယာသတ်မှတ်ချက်ပိုကျဉ်းမြောက်ပြီးပင်လယ်နက်မှာတိုက်ခိုက်မှုတွေရပ်ဆိုင်စေဖို့ကိုအထူးကဥတီခဲ့တာဖြစ်ပါတယ်။အင်ဖီရိုကအဲ့ဒီဆွေးနွေးပွဲအသေးစိတ်ရလဒ်တွေကိုထုတ်မပြောခဲ့ပေမဲ့ အပြုသဘောဆောင်တဲ့ကြေညာချက်တစ်ခုခုကိုမကြခင်ထုတ်ပြန်နိုင်ဖွယ်ရှိတယ်လို့မှတ်ချက်ပေးထားပါတယ်။ Riyadh မြို့ကတွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်တယောက်ကတော့မတ်လ25ရက်နေ့တုန်းက Test သတင်းဌာနနဲ့တွေ့ဆုံချိန် UN နဲ့တခြားနိုင်ငံတချို့ကစစ်ရဆိုင်မှာဘလို့အခမ်းကဏ္ဍမျိုးနဲ့ပါဝင်နိုင်မလဲဆိုတာကိုပါထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့မှတ်ချက်ပေးပါတယ်။ကိစ္စတိုင်းကိုရှုထောင့်ပေါင်းစုံကဆွေးနွေးခဲ့ကြောင်းဆွေးနွေးမှုတွေဟာစိန်ခေါ်မှုတွေများပြီးစိတ်မသက်မသာအခြေအနေတွေလည်းရှိခဲ့ကြောင်း ဒါပေမဲ့ရုရှားအတွက်ရောအမေရိကန်အတွက်ပါအများကြီးအသုံးဝင်ခဲ့ကြောင်းရုရှားလွှတ်တော်အမတ်ကာရာဆင်ကပြောပါတယ်။ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ရုရှားအမေရိကန်နောက်ထပ်ဆွေးနွေးမှုတွေရှိလာမှာဖြစ်ပြီး UN အပြင်အမည်မဖော်ပြနိုင်သေးတဲ့တခြားနိုင်ငံတချို့လည်းပါဝင်လာနိုင်ခြေရှိတယ်လို့ရုရှားတန်အရာရှိဟောင်းတအူးလည်းဖြစ်တဲ့ကာရာဆင်ကအမှတ်ချက်ပေးသွားပါတယ်။နောက်ပြီး UN နဲ့နိုင်ငံတချို့ကပါဝင်ဆွေးနွေးလာဖို့ကိုအမေရိကန်ရောရုရှားကပါလိုလားကြတယ်လို့သူကဆိုပါတယ်။ ရုရှားကိုယ်စားလှယ်အဖွဲ့နဲ့နှိစက်တဲ့နောက်ထပ်သတင်းရင်းမြစ်တဦးကတော့ဆွေးနွေးပွဲမှာထွက်ပေါ်လာတဲ့ရလဒ်တွေကိုဝါရှင်တန်နဲ့မော်စကိုမှာရှိတဲ့အစိုးရတွေစီပြန်လည်တင်ပြထားပြီးတရားဝင်မထုတ်ပြန်ခင်အတီးပြုချက်တွေစောင့်ဆိုင်းနေစေလို့ပြောကြားသွားပါတယ်ရှင်။ထိုင်းနိုင်ငံမှာကြောင်းကားတစ်စီးမီးလောင်ကျွမ်းမှုဖြစ်ခဲ့ပေမဲ့ကံကောင်းထောင်းမှစွာနဲ့ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့သိရပါတယ်။မတ်လ24ရက်နေ့တုန်းကလေးလာရေခရီးတစ်ခုကနေပြန်လာတဲ့ကြောင်းကားဟာ ဘိုရိုင်းမှာရှိတဲ့အစာတင်ကျောင်းစီမရောက်ခင်10ကီလိုမီတာလောက်အကွာမှာမီးလောင်မှုဖြစ်ခဲ့တာပါနှစ်ထပ်ဘတ်စကားရဲ့အနောက်ဘက်ကနေမီးဆက်လောင်ခဲ့တာဖြစ်ပြီးမူလတန်းကျောင်းသူကျောင်းသား35ယောက်တင်ကြားရေးဝန်ထမ်း9ယောက်တို့ဟာဘေးကင်းကင်းနဲ့အချိန်မီရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ဒေသခံလူမှုကိစ္စရေးအဖွဲ့တွေကပြောပါတယ်ဘတ်စကားမှာမီးလောင်နေမှတိတိချင်းရင်မောင်းဖြစ်သူကအရေးပေါ်ထွက်ပေါက်တွေအပါအဝင်တကားအလုံးကိုဖြန့်ပေးခဲ့တာကြောင့်လဲအလုံးခက်မြန်မြန်ရွှေ့ပြောင်းနိုင်ခဲ့တာဖြစ်ပါတယ် မှန်ကန်မြန်ဆန်တဲ့ဆုံးဖြတ်ချက်အတွက်ချီးကျူးခံရတဲ့ရင်မောင်းကចောင်းသားတွေဟာညှော်နှက်လိုလိုရနေတဲ့အကြောင်းသူ့ကိုလှမ်းပြော့ရကမူမှန်မဟုတ်တဲ့အခြေအနေကိုစသတိပြုမိခဲ့တာလို့ရှင်းပြပါဗျ။ចောင်းကောင်းမိလောင်မှုအကြောင်းရင်းကိုတိတိကျကျမသိရသေးပေမဲ့ကားအေကွန်ဝါယာရှော့ကြောင်းလို့သူ့တဦးထဲအမြင်အရယူဆထားကြောင်းရှင်မောင်းကဆိုပါတယ်။မီးလောင်မှုဖြစ်ပွားတဲ့ဘတ်ကအပါအဝင်ចောင်းကားနှစ်စီးဟာ မူလရန်အကြီးတန်းလို့သတ်မှတ်ထားတဲ့ဖာရာတုံ6အကြောင်းသူအကြောင်းသားတွေကိုလေးလာရေးခရီးကနေပြန်လည်ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့2024အောက်တိုဘာလတုန်းကယူထိုင်တိုင်းမှာရှိတဲ့အကြောင်းတစ်ခုရဲ့လေးလာရေးခရီးစဉ်ကြောင်းကားမိလောင်ပြီးခလေး20အပါအဝင်စုစုပေါင်း23ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်နောက်ပိုင်းထိုင်းပညာရေးဝန်ကြီးဌာနကတည်ယူပို့ဆောင်မှုလုံခြုံရေးအစီအမံတွေကိုအမြင့်ဆုံးပြင်ဆင်ဖို့အကြောင်းတွေကိုညွှန်ကြားထားပါတယ်။ပြီးတော့မူလရန်အကြောင်းသူအကြောင်းသားတွေရဲ့လေးလာရေးခရီးစဉ်တွေကိုလည်း တက်နိုင်သမျှမလုပ်ကြဖို့ပါလမ်းညွှန်ထားကြောင်းသိရပါတယ်ရှင်။တောင်ကိုရီးယားနိုင်ငံဆိုးမြို့တော်ကကားလန်တစ်ခုမှာရုတ်တရက်ဖြစ်ပေါ်လာတဲ့မြေကျွန်းကြိုက်ကြီးထဲပြုတ်ကျသွားတဲ့အမျိုးသားကိုသေဆုံးရသားရှာတွေ့ခဲ့ပါတယ်။မတ်လ24ရက်ညနေပိုင်းတုန်းကအဲ့ဒီအမျိုးသားဟာကန်ထောင်ရက်ကွက်မှာမော်တော်ဆိုင်ကယ်စီးလာနေခြင်းရုတ်တရက်မြေကျွန်းကျမှုနဲ့ကြုံပြီးကြိုက်ခွက်ကြီးထဲကိုပြုတ်ကျသွားခဲ့တာပါ။သူ့ကိုရှာတွေ့ဖို့ကယ်ဆယ်ရေးအဖွဲ့တွေကနာယီပေါင်းအတော်ကြာအပူတပြင်းအထုတ်ခဲ့တဲ့နောက် မတ်လ25ရက်နေ့မှာတော့အလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။အလောင်းဟာမြေမျက်နှာပြင်ရဲ့အောက်164ပေလောက်အနက်မှာရှိနေခဲ့တယ်လို့သိရတာပါ။ရုတ်တရက်မြေကျုံသွားတဲ့ဖြစ်စဉ်ကြောင့်ကားမောင်းသူတယောက်လည်းဒဏ်ရာရခဲ့ပါတယ်။ကားတစ်စီးရဲ့ black box ကင်မရာကရိုက်ကူးထားတဲ့ဗီဒီယိုမှာတော့အဲ့ဒီဖြစ်စဉ်ကိုအမိအယာမှတ်တမ်းတင်နိုင်ခဲ့ပြီးလူမှုကွန်ရက်ပေါ်မှာလည်းလူပြောများနေပါတယ်။ဗီဒီယိုထဲမှာတော့လမ်းဆောင်မီးပွိုင်းတစ်ခုရဲ့အကျော်ကကတ္တရာလမ်းမှာရုတ်တရက်တွင်းကြိုင်ကြီးဖြစ်သွားရာက မော်တော်ဆိုင်ကယ်သမားပြုတ်ချသွားပါတယ်။အဖြူရောင် van ကားကတော့ပြုတ်ချမယ်အရေးကနေပုဂ္ဂတိကလွတ်မြောက်သွားခဲ့တာကိုတွေ့ရပါတယ်။စက္ကန့်ပိုင်းအကြာမှာတော့အဲ့ဒီမြေကျွန်းကြိုင်ကြီးရဲ့နှကန်းသားတွေထပ်ပြီးပဲ့ထွက်ရာကပိုပြီးကျယ်ဝန်းတဲ့ဧရိယာမျိုးအထိပြိုကျခဲ့တာဖြစ်ပါတယ်။တိဆောင်းသူဟာအသက်30ဝန်းကျင်အမျိုးသားတစ်ဦးဖြစ်ပြီးနမေကိုတော့အာနာပိုင်တွေကမထုတ်ပြန်သေးပါဘူး။ကန်ထောင်မိသက်ဌာနအကြီးအကဲကအဲ့ဒီမြေကျွန်းကြိုင်ထဲမှာ တန်းချိန်2000လောက်လေးလံတဲ့မြေသားတွေနဲ့ရေတွေရောင်းတော့တရှိနေတယ်လို့ယုံကြည်ရကြောင်းအစောပိုင်းမှာမှတ်ချက်ပေးခဲ့ပါတယ်။မှတ်တမ်းအချက်အလက်တွေအရဆိုးမြို့တော်မှာလွန်ခဲ့တဲ့10နှစ်အတွင်းမြေကျုံချိုင်း223ခုအထိဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။အခြေခံအဆောက်အအုံစီမံခန့်ခွဲမှုညံ့ဖျင်းတာတွေတက်တန်ရှင်ပြီးပေါက်ပြဲကုန်တဲ့ရေစင်းပိုက်စနစ်တွေမြေတူးမှုတွေနဲ့ဆက်ဆက်တဲ့တက်ရောက်ထိခိုက်မှုတွေကအခုလိုမျိုးမြေကျုံချိုင်းတွေကိုဖြစ်ပေါ်စေတတ်ပါတယ်။ ဇန်နဝါရီလတုန်းကဂျပန်နိုင်ငံယိုရှီယိုမြို့မှာလဲလမ်းဆောင်နေရာတစ်ခုနာမှာမြေကျုံကြန့်ကြီးရုတ်တရက်ပေါ်လာရာကထရက်ကားတစ်စီးထိုးကျသွားပြီးရင်မောင်းကိုရှာမတွေ့တော့ပါဘူးမနေ့ကဩဂတ်လမှာလဲမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်ရဲ့မြို့တော်ခမ်းမနာကပလက်ဖောင်းမှာမြေကျုံကြန့်ကြီးရုတ်တရက်ပေါ်လာရာကအမျိုးသမီးတဦးပျောက်ဆုံးသွားခဲ့ပါတယ်သူ့ကိုလိုက်ရှာတဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့တပတ်အကြာမှာရပ်နားခဲ့ပါတယ်ရှင် People Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်